အားလုံးမင်္ဂလာပါနော်ဒီနေ့ဒီမေခွန်းလေးဖြည့်ပြရစေဖုံဖုံပြားတဲ့မိဘကိုစိတ်ဖြင့်သိစေုံဖြင့်ပင်စန္ဒရိယခံထိုက်ပါသလားဖြားတဲ့တပည့်တော်ကိုမေးထားတဲ့သူရှိလို့ပါဖြားဖြည့်ချတော်မူပါဖြားတဲ့ဖြည့်ချပေးပါမယ်နော်အဲ့တော့ဒီကံထိုက်တယ်ဆိုတာကအဲပါဏတိပါဒကံထိုက်တယ်ပေါ့နော်တရဝတယောက်ပါဏတိပါဒံကံထိုက်ဖို့အတွက် အင်္ဂါ၅ချက်ရှိဖို့လိုပါတယ်အင်္ဂါ၅ချက်နံပါတ်၁ကတရားဖြစ်ခြင်းနံပါတ်၂ကတရားမှန်သိခြင်းနံပါတ်၃တက်လျတက်လို့သိစေလို့သောစေရနာရှိခြင်းနံပါတ်၄တက်ဖြတ်မှု လုံးလာတစ်ခုခုပြုခြင်းငါထိုလုံးလာကြောင့်သိခြင်းပေါ့နော်သိခြင်းပေါ့လုံးလာပေါ့အဲတော့အဲ့ထက်မှာအဲနံပါတ်၁အဖြစ်ဆိုတော့တရားဖြစ်တာပေါ့နံပါတ်၂အဲတရားမှန်နဲ့သိတယ်ပေါ့နော်အသက်စေလို့လက်စေရနာလည်းရှိတယ်တက် သေဆုံးတဲ့စေရနာရှိတယ်။ဒါမဲ့တပ်ဖြတ်လို့လည်းလုံလောက်တခုပြုခြင်းဆိုတဲ့ဥစ္စာအရေးကြီးတယ်လေ။အဲ့တော့ဟိုကာယပြောကဝစီပြောကပါမှာပါပေါ့နော်အဲ့ဒါနံပါတ်1ကာယပြောကဝစီပြောကမပါဘူးဆိုလို့ရှိရင်လည်းအဲပဉ္စရိယကံမထိုက်ပါဘူးလို့အဲနောက်အဲကိုယ့်ရဲ့ကာယပြောကဝစီပြောကကြောင့်လည်းပဲသိခြင်းပေါ့နော်သိခြင်းနှစ်ချက်ပေါ့ဒါမို့ကြောင့်အခေါ်စားက အဲဒေဇလိုတဲ့စေရနာတော့ရှိမှာပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ဒါပေမဲ့ကာယပြောကဝစီပြောကမပါဘူးဆိုလို့ရှိရင်လည်းပင်စံရဲကမထိုက်ပါဘူး။နောက်သိလည်းမသိဘူးဆိုလို့ရှိရင်လည်းပင်စံရဲကမထိုက်ပါဘူး။အဒီ၅ချက်နဲ့ပြည့်စုံရင်တော့ပင်စံရဲကထိုက်ပါတယ်ပေါ့နော်။ဒီလိုပြောပါလေ။နောက်တရဝါးလေးလည်းထုံနေလက်ကောင်းမယ်။ဥမာတချို့ကအဲတချို့ကပေါ့နော်။အဲခန္ဓာကိုယ်လေးတွေခန္ဓာကိုယ်မှာ ကန့်နေတဲ့အကောင့်လေးတွေပေါ့နော်အဲအဲ့ဒါလေးတွေကတေဇူလက်စီရနာလည်းမရှိဘူးအမှတ်တမဲ့ပေါ့နော်အဲအဲ့ဒါမျိုးဆိုရင်တေဇူလက်စီရနာမရှိဘူးအဲ့ဒါအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းပဲပါဏတိပါဒကံမထိုက်ဘူးဆိုဒီလိုလုပ်တယ်ဒါမို့ကြောင့်ဒီနေ့ပါဏတိပါဒကံထိုက်ဖို့အတွက်အင်္ဂါ၅ချက်နဲ့ပြည့်စုံမှဒါလည်းပါဏတိပါကံတကထိုက်ပါတယ်ဒါအဲ့၅ချက်နဲ့ဒီကာယကံရှင်ကချိန်ထိုးရမှာဖြစ်ပါတယ်နံပါတ်၁ တရဝဟုအမှတ်ရှိခြင်းတရဝနာတရဝဖြစ်ခြင်းတရဝဟုအမှတ်ရှိခြင်းနံပါတ်3ကသေစရတဲ့စေရနာခုနပြောတဲ့စေရနာရှိတယ်စိတ်ထဲစေရနာရှိတယ်နံပါတ်တမဲ့ဘူးလုံလကာယပြောကဝစီပြောကယူခြင်းထိုးလုံလကြောင့်သိခြင်းအဲ့၅ခုနဲ့ပြည့်စုံရင်တော့ပဏာတိပါတကံထိုက်တယ်လို့အဲ့လိုမှတ်ပါနော်အဲအဲကိုလည်းနဲ့တာနာနှုတ်ပြော ကိုရသေစလို့လည်းဘလောက်ပဲရှိရှိကိုကာယပြောကဘုစီပြောကမပအောင်ဆိုလို့ရှိရင်လည်းမမြောက်ပါဘူးเนาะအဲ့တော့ဒီအင်္ဂါ၅ချက်နဲ့ချိန်ထုတ်ပြီးတော့ပါဏတိပါတကံထိုင်မထိုင်ကိုကိုပါလို့စုံဖြတ်ပါလို့ဘုံဘုံကအဲဒီနေ့မျှဝေပေးပါတယ်အားလုံးအတိညာဘုသူရတွေတို့ပြီးတော့ကျမ်းကျမ်းမှမှချမ်းချမ်းသာသာဖြင့်မိမိတို့ရဲ့ခန္ဓာဝင်လောကရဲ့တဝင်တွေကို sabían no allá va así